အာမြန်မာပြည်မှာနေထိုင်ကြတဲ့အာညီကိုမောင်တို့ကတော့ဒီနေရာလေးဟာဆိုရင်မြန်မာပြည်မြောက်ဖျားပိုင်းပူတာကိုခိုင်မှာတည်ရှိတာဖြစ်ပါတယ်ဒီလမ်းလေးဟာဆိုရင်ဟိုဘက်အာခေါလံဖူးကိုသွားတဲ့နေရာလေးဖြစ်တယ်ဒီနေရာလေးကတော့ဒီလမ်းကနေအမြင့်ဆုံးတောင်ထိပ်လေးဖြစ်ပါတယ်ဒီနေရာဟာဆိုရင်အာဇန်နဝါရီလအာကုန်ခါနီးလောက်နဲ့ဖေဖော်ဝါရီလမှာဒီလိုနင်းနေအများအားရှိတတ်တာဖြစ်တယ်ဒီနေ့ကတော့အာဇန်နဝါရီ ဇန်နဝါရီလ9ရက်နေ့ပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လာပြီးတော့ကြည့်ကြည့်တာဖြစ်တယ်ကျွန်တော်တို့ဒီနေ့တော့အရန်ကန်ကောင်းပါတယ်ဒီလို snow တွေနဲ့ပြည့်နေပါတယ်ဒါမနေ့ကညအကြတယ်လို့ဒေတာခန်နေပြောပါတယ်အာဒီနေ့ဒီမှာဆိုရင်စိုင်ကယ်နဲ့ဒီလန်ကီးကိုပေါက်တယ်အမြင်နေရတဲ့ရှုခင်းတွေအားလုံးကိုရင်သက်ရှုမွေးဝယ်ရမြင်နိုင်တာဖြစ်တယ်အာမြန်မာပြည်မှာရှိတဲ့ဒီနေရာလေးဟာဆိုရင်အဲကျွန်တော်တို့အရှိတောင်အာရှမှာမြန်မာနိုင်ငံတနနိုင်ငံမှာပဲဒီလို snow တွေရှိတာဖြစ်တယ်ပေါ့နော်အဲတော့မြန်မာနိုင်ငံအရောက် မြန်မာနိုင်ငံသားတိုင်းဂုံယူစရာကောင်းတဲ့နေရာလေးဖြစ်ပါတယ်လာလေဖို့လဲဖိတ်ခေါ်ပါတယ်ဒီနေရာလေးကိုစိုင်ကင်နဲ့လာလို့ရပါတယ်အလုံးပဲမြေကုံမောင်တို့တွေ့ခြင်းတို့အာလာလေပါလို့ဖိတ်ခေါ်ခြင်းပါတယ်ကျေးဇူးတင်ပါတယ်